အင်အားဖြင့်ငနေနှုတ်ခတ်မှုကြောင့်မင်းလေးမျိုးဦးလာသိန်းဗိမှန်တွင်စဖြည့်စုနေတဲ့တန်ကအပားတစ်ထောင်ကျော်အနက်နေရကျော်ပိမိကအပား80ကျော်ပြန့်လွန်တော်မူခဲ့တယ်လို့စဖြည့်တန်ကတော်ရီထံကသိရပါဗျ။မနေ့ကမတ်လ28ရက်နေ့မှာမင်းလေးမဟာအောင်မြင်မြို့နယ်85လမ်း34လမ်းနဲ့35လမ်းကြားရှိ ပရိယတိသာသနာဟိတတကြတိဟအတင်းကြီးဥလသိမ့်ဘိမှန်မဟာအောင်မြေစဖြေဌာနမှာ တန်ဟာရုံအပားတထောင်ကျော်ဇာမီပွဲဖြေဆိုနေစဉ်နနေနှုတ်ခတ်ခဲ့လို့စာဖြေဘိမ့်မှန်ဒူးချဲဆောင်သုံးတက်တိုက်တလုံးပြိုကျခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အစိုးရသုံးနှက်ဆောင်ပြိုကျမှုကြောင့်အဆောင်တွင်စာဖြေဆိုနေတဲ့တန်ဟာရော့ရာနဲ့ချီရှိပြီးနေရာကျော်ပိတ်မိနေခြင်းဖြစ်တယ်လို့လူမြောက်လာတဲ့တန်ဟာရော့တစ်ပါးကမိတ်ဆိုပါဗျ။ပြိုကျသွားတဲ့အဆောင်မှာက300ကျော်လောက်ရှိတာညာဘက်ချမ်းကတန်ဟာရော့ရီပြန့်လွန်တော်မူလာများတယ်။ ။မနေ့ကညကလေးကကဲထုတ်လို့ရတဲ့တန်ကတော့အလောင်းငွေနဲ့မနှဲဘူး၈၀ကျော်တယ်။အခုမနေ့ထီလဲဆွဲထုတ်နေကြတော့မဲလို့လူမြောက်လာတဲ့စာဖြေတန်ကတော့တပါးက ARD Times ကိုမိန်ပါတယ်။နန်းရင်ကြောင့်ပြိုကျသွားတဲ့စားဖြစ်ဆောင်အဆအူပျက်စီးရေကြပိတ်မိနေတဲ့တန်ကားရောအပားတရာကျော်ကိုရှောက်ဖွေကဲဆဲရေလူဆောင်နေပြီးအခြားသောပိတ်မိနေသူတွေကလည်းရှောက်ဖွေကဲဆဲနေတယ်လို့မြန်မာနိုင်ငံလူမှုကဲဆဲရေးအဖွဲ့မန္တလေးတိုင်းကထုတ်ပြန်ထားပါတယ်